ရှိတူတွေပါဒါကျွန်တော်အခုပြနေတန်စနာတခြားလူတွေလည်းတိတိတားလူတွေလည်းရှိမှာပါဒါမသိသေးတဲ့လူတွေအတွက်ကျွန်တော်ပြတာပေါ့နော်အလိမ်မခံရအောင်ကျွန်တော်ပြနေဖြစ်ပါတယ်အာအခုဒီရောင်းနေတဲ့လူကတော့ရှိတူလို့ပြောပြီးရောင်းတယ်ရှိရဲ့ quality ကနော်ရှိရဲ့ဒီအတူရဲ့ quality ကတော်တော်ကိုကောင်းတယ်နော်တော်တော်လေးကိုကောင်းတာ ဟောရွှေချောင်းတွေလှုပ်ထားတာ၄နောက်အဲ့အတွင်းကိုဖြတ်ထားရင်လည်းလုံးဝအထင်းမှာအရောင်ပြောင်းတာမရှိဘူးမိအပူပေးထားရင်လည်းလုံးဝအရောင်ပြောင်းသွားတာမရှိဘူးအဲရွှေချောင်းတွေဆိုင်အဲ့လိုမျိုးအထုတ်လိုက်အထုတ်လိုက်ဒီပို့နေတာ၄ဘာမှဘီဘက်ကို ပို့နေတာ၄လေကျွန်တော်တွေ့ဘူးတယ်ဗျနော်ဒီလိုဘန်းနေနဲ့ကိုထည့်ပြီးတော့အစီအစီစီလေးလုပ်ပြီးတော့လုပ်တယ်တချို့ဆိုရင်အာစုဖို့ဆိုပြီးတော့ဝယ်တဲ့လူတချို့အောင်ရှိတယ် ဟောဒါဒီလူတွေကရောင်းတာကအတုအတုလို့ပြောပြီးရောင်းနေတာဟောအတုအစ်စ်လို့ညာပြီးရောင်းနေတာတော့မဟုတ်ဘူးဟိုညာလားမညာလားဆိုတော့ဒီကျွန်တော်စဘာလန်းတဲ့ပုံစံတိုင်းကိုထည့်ပြီးလှန်တာလို့တော်တော်ကိုညာတာအဲရွှေတွေထုတ်ရင်အခုကရွှေတုံးတစ်စိမ့်နှိပ်တဲ့ပုံကိုသူလုပ်ကြတာဟောရွှေတုံးတို့ဒါတိတ်အာပေါ့ဖို့ယူစာရည်နဲ့ပေါ့နော်တစ်စိမ့်နှိပ်ပြီးတော့ပြတာ အာကျွန်တော်တို့ဒီပမာပြည်ဘက်တရောတခြားနိုင်ငံတွေရောပေါ့နော်ဒါကတော့ဗီယက်နမ်နိုင်ငံကဟာကိုကျွန်တော်ပြပြီးတာဖြစ်လာဒီဒီလိုပဲအိတ်တွေနဲ့ပဲပို့တာအဲ့ဒါအခုသူလုတ်ပြမယ်ဟာဆိုဒီဟိုသာအယုတ်ကိုပေါ့နော်အရှိအယုတ်ကိုအာအပူပေးလိုက်တာအပူပေးလိုက်ပြန်ရေးသေးစိတ်ပြလိုက်တာအဲ့အပူပြန်ပြီးတော့ဟိုပါဖြစ်သွားတယ်ပြန်အေးသွားတယ်ဆိုရှူရောင်းပြန်ထွက်ပါဦး လက်စွပ်ဆိုတော့အဲ့မှာငရဲမီတို့ပေါ့နော်ကြိုက်တယ်လို့စပြီးဥစားပြန်ပြီး polish ပြန်တင်လိုက်ရင်ရှုရောက်မယ်ဖြစ်ပေါ့ဗျာအတုတွေကတော်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 ကိုကောင်းတဲ့အတုတွေလို့တော့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့အတုကတော့အတုပါပဲဗျအစ်စ်တော့ဖြစ်မလာဘူးပေါ့မှတ်ကြောက်ဒီပိုင်းနဲ့တိုက်ရင်တော့ဒေသဘောပါဖြစ်တယ်ဒီလိုအပုံမှန်ကြီးတွေအပုံလိုက်ကြီးလို့ရွှေချောင်းတွေလောက်တာဟာဇလဝိရနာရေဆိုလဲအများကြီးအဲ့လိုမျိုးရှိတယ် တစ်ချိန်ချိန်တော့ပေါ့နော်တစ်ချိန်ချိန်အနှင်းနဲ့မြန်တော့ကျွန်တော်တို့မျိုးထဲမှာပေါ်လာပါလိမ့်မယ်အာဒီမှာမီးစားပြာနော်သူမီးစားပြာတာကြီးကြီးအဲ့ရေပြန်ထည့်လိုက်ပြီးသားနဲ့ဒါအဲ့မှာရေအောင်ပြန်ပြောင်းသွားတာပဲနော်ဘာမှကိုဟိုအဲဟိုအကြောင်းတွေပါတယ်တော့ပြန်တင်စရာမလိုအောင်ဖြစ်တာ ပေါ့ပေါ်ရတော့မသေးကြပါဆိုလို့ဒါပထမတစ်ခါဆန်းပြီးနောက်နောက်တစ်ခါပါသူထပ်ဆန်းပြလိမ့်ရယ်အဲအဲ့မှာဆိုရင်လေငကိုတိုင်းပဲအဲ့ကြီးတဲ့ပြန်ထည့်လိုက်တာ ਨੇ ရွှေအောင်ပြန်ပြောင်းသွားတယ်တော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 ်လေးကိုတော့ကောင်းတဲ့ quality ပါအတူပါတော့အတူပါပဲအာအတူမမိအောင်လို့ပေါ့နော်ကျွန်တော်တော့ကျွန်တော်မျှဝေတာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုဝယ်စုတယ်အကျင့်မရှိဘူးဗျအာဒီလိုမျိုးတွေအတူတွေပေါ်နေလဲဟာဇာရင်ဒီခံရမှာစုလို့ အထအတုနဲ့အစ်စ်ပါကွာနိုင်လဲဆိုနောက်ပိုင်းကြာရင်တော့ဘလို့ဖြစ်လာမလဲဆိုတော့အတုအတုကြီးကတောက်လျှောက်ကြီးပြောင်ပြောင်လက်လက်ကြီးဖြစ်နေပြီးတော့အစ်စ်ကမှိန်သွားတာ၄ပါးတောင်ဖြစ်နိုင်တယ်အစ်စ်ကတော့အယောင်မထွက်ဘူးတောင်ဖြစ်သွားနိုင်တယ်ပေါ့နော်တရားစင်တာဒီရုပ်လေးစင်တာ ပေါက်ဖို့ကြီးနဲ့အရုပ်ပေါ့နော်နိုင်ရုပ်ကိုပဲတဲ့ဒါလုတ်လုတ်ပြတာအမေဘလိုဝါနဲ့ပြီးတယ်ပြီးရေးလေးပြတ်ထည့်လိုက်တာနဲ့အရောက်ပြောင်းအောင် အာဘလူးနဲ့ပန်းလိုက်ပြီးတော့ကိုမီးကိုပန်းလိုက်ပြီးတော့ကိုအဲ့လိုတင့်ကိုအရှောင်ပြောင်းသွားတယ်။ပြောင်းသွားပြီးတော့အေးသွားတာနဲ့ရွှေရောင်ပြောင်းဖြစ်သွားတယ်ဗျ။အာတို့အဲ့လိုပဲရွှေရောင်ပြောင်းဖြစ်သွားတယ်။ရွှေရောင်လည်းလုံးဝအခေါက်ရွှေရောင်ပိုင်းကိုပြောင်းဖြစ်တာ။ဟုတ်ကဲ့ ဒါဆိုဒါစင်ဘယ်မှာဒါရည်ရတဲ့အဆုံးထိရှိပေးလို့ကျေးဇူးတပါတယ်ဘုဟုသုဒအနေနဲ့ကျွန်တော်မျှဝေပေးတာဖြစ်ပါတယ်ကျေးဇူးပါခင်ဗျာတယောက်ပြရွှေတူချစ်ကကြင်းနေလိုက်တယ်ကျေးဇူးတက်သွားရင်လည်းထဲထဲမှာရွှေရောင်မယ်ဘယ်လိုစင်မလဲတော့ဘဝရွှေတရားရကန်တော့ရွှေအမချစ်လောနဲ့သူကစမ်းပေးတယ်ရွှေကနော်အထဲထဲမှာလည်းရွှေရောင်မယ်ကဲတန်လိုက်နဲ့ဆွဲတယ်မကပ်ဘူးအဲ့ဒါလေရေထဲလည်းမြုပ်တယ်ဘယ်လိုစင်မလဲ လုံးဝเนาะရွှေနဲ့တရားရခိုင်တော့လူလားတကယ်မတိတတ်တဲ့ကောင်လဲသွားပြီးငါငါဘာမှမဖြစ်ဒီလိုဈေးဈေးဈေးကြီးတယ်တကြက်သားဟိုဟာဘာမှမပြောငွေ3600 900ပေးနေရတဲ့အချိန်မှာချက်ဒါမို့ဒါမို့အိမ်နဲ့မွေးမင်းဘယ်လိုလုပ်မလဲချက်ခုသူမီးပုတ်ပြီးစားနေတာရဲ့ကဲမီးပုတ်ပြီးစားနေတယ်တချို့ရွှေတူးတွေဆိုမီးဖုတ်တာတခါလည်းမဲတယ်ချက်ဒီကောင်ကြီးဒီဟောမဲလည်းမမဲဘူးရေထဲမြုပ်တယ်ချက် ကြည့်ရေးတယ်မလို့ပုံပြရအမဲရောက်မြင်တာကြည့်သူကအမဲရောက်မြင်တာတစ်စက်မှမမြင်တာဘယ်လိုဘယ်လိုခွဲမလဲဟမ်ဒီတော့ချွတ်ချွတ်တော်လုံးလဲချင်းကျုံနိုင်ငံချင်းနောက်ဆုံးအစီတွေကြည့်သူအစီတွေကြည့်လုံးဝရွှေအင်းနေဘောနော်အင်းနေအင်းနေကြည့်အစီတွေကိုကြည့်ဦးမကြည့်သူဘယ်လိုလုံးလို့ကဘယ်လိုဓာတုပေတာနော်တောင်းမိုက်တော့တုတ်ပြရပါဘောနော်ချင်း

也是金灿灿的黄金色，这种材质是孟加拉赤金，一种类似黄金的矿石。这种材料做的首饰，颜色外观和真金一样，用肉眼基本分辨不出来，专业人士都要靠仪器才能检测出来，所以就导致很多不良商家拿这种材质充当真金去售卖。大家在购买真金的时候，千万要小心。 不要花真金的价格买到这种材料做的首饰，这种材料做的首饰在我们工厂只要十元每克。今天帮粉丝定制一款卷草纹手镯，经过老师傅多道工序亲手打磨，这个手镯就做好了，颜色外观和真金一样。用这种材料做出来的首饰呢，吸铁石不吸，放水里秒沉。 即便用千度高温的炼金火枪去烧它，也是不变色、不掉色、不发黑；即便用切割机去切它，切开之后也可以清晰的看到，依然里外黄金色。如果你也喜欢，点头像进来看看吧。